Rated အားလုံးပဲမင်္ဂလာပါရှင်။မန္တလေးခေတ္တမှာပြန်လေးကြွဆိုလိုက်ပါရှင်။ Rated အတွင်းကုတကတင်ဆက်ပေးမယ့်တရင်ကြောင်းလေးကတော့အမေရိကန်ကထောက်ပတ်ပေးတဲ့ပုံကျဲတဲ့ငှားစီရရှိခဲ့ပြီးဟိုတော်စင်မအောင်ကချပြလိုက်ပြီးလို့သိရပါတယ်။အခုတကမှဆိုရင်တော့အမေရိကန်နိုင်ငံသားရဲ့အတိုင်းပိတ်ခံတဲ့ NUG ကောင်ဆောင်နဲ့တွေ့ဆုံခဲ့ကြပြီးလို့သိရပါတယ်။ အမေရိကန်နိုင်ငံသားရဲ့အတိုင်းပင်ခံအမေရိကန်နိုင်ငံကဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီနဲ့ NGO အစိုးရအဖွဲ့ရဲ့ယာယီဓမ္မတော်ဝလာရှိလာနိုင်ငံသားရဲ့ဝန်ကြီးတော်စင်မအောင် Energy Council ထိပ်ပိုင်တချို့နဲ့မနေ့ကတွေ့ဆုံခဲ့တယ်လို့အမေရိကန်နိုင်ငံသားရဲ့ဝန်ကြီးဌာနအထုတ်ပြန်ထားတဲ့ဖြစ်ပေါ်ရယ်ဘယ်မှာမှဘယ်နေရာမှာတွေ့ဆုံခဲ့ကြတဲ့လဲဆိုတာကိုတော့ဖော်ပြထားခြင်းမရှိဘူးလို့သိညာပါတယ် မြန်မာပြည်မှာအာလုံးပါဝင်ပြီးဒီမိုကရေစီစနစ်နဲ့အုပ်ချုပ်ရေးအတွက် NUG ကကိုစားပြုဆောင်ရွက်နေတာကိုကြိုဆိုတဲ့အကြောင်းအမေရိကန်နိုင်ငံသားအတိုင်ပင်ခန့်ကပြောဆိုထားကြောင်းသိရှိရပါတယ်။မြန်မာပြည်သူရဲ့ဒီမိုကရေစီလှုံ့ဆော်မှုတွေကိုအမေရိကန်ကထောက်ပံ့ကူညီနေတဲ့အကြောင်းလဲသူကအထူးပြုပြောဆိုခဲ့ပြီးအဲ့ဒီအကူအညီတွေထဲမှာလူသားပေါင်းများစွာစီလူသားချင်းစာနာမှုအကူအညီတွေရောက်ဖို့ဒေတာတွေရအုပ်ချုပ်ရေးစွန့်ရည်တွေမြင့်တင်ဖို့လဲပါဝင်တယ်လို့သိရပါဗျာ အနာဂတ်မြန်မာပြည်မှာဒီမိုကရေစီနဲ့ပေါ်လာပြီးတိုင်းရင်းသားတွေရောရေဂျာတွေပါအားလုံးပါဝင်ပူပေါင်းဆောင်ရွက်နိုင်အောင် NGO အကျိုးစားနေတာကိုလည်းပြောဆိုထားကြောင်းသိရှိရပါတယ်စကောက်စီရဲ့အကြံဖက်မှုတွေအများဆုံးအစုတ်တက်အောင်ဖိအားပေးဖို့မတရားဖက်စီခံထားသူတွေပြန်လွတ်ဖို့ပဋိပက္ခတွေအစုံထပ်ပြီးဒီမိုကရေစီနဲ့တိဆောက်ရေးမှာတက်ဆိုင်သူအလုံးပေါင်းဝဲဆွေးနွေးဖို့ကိစ္စတွေခြံအောင်ပြောဆိုဆွေးနွေးခဲ့ကြတယ်လို့လည်းကြေညာချက်မှာဖော်ပြထားလည်းဖြစ်ပါရယ် အမေရိကန်အစိုးရကမြန်မာနိုင်ငံအချွေဒေါ်လာ121တန်း6ပတ်ပို့အတည်ပြုပြီးမကြာခင်မှာ K3C လို့အမိပေးထားတဲ့ကချင်လူမျိုးရေးအဖွဲ့ KAO ၊ကရဲအမျိုးသားအစိုးရ KNU ၊ Greenie အမျိုးသားတိုတက်ရဲပါတီ KMPP နဲ့ချင်းအမျိုးသားတပ်ဦး CNA တို့နဲ့လည်းတွေ့ဆုံခဲ့တယ်လို့သတင်းတွေထုတ်ပေါ်လာခဲ့တယ်ဖြစ်ပါရယ်။အခြားတဲ့တစ်ဆက်ပေးမှုကိုကျွန်မပဲခေတ္တရနာကိုပြောပါရှင်။အဘိနာဆမှုအတွေ့အထွေကျေးဇူးတင်ရှိပါရှင်။